ဘုရားခင်ကြီးတော်ရန်ချီးမွမ်းနေဘုရားအရန်ကောင်းမြတ်တဲ့ခုနကရှင်းစိုးအနေနဲ့ဆရာခရစ်ရဲ့သခြင်းလေးဆရာခရစ်ချက်လေးလာပေးပါဦးဆရာခရစ်ဆရာခရစ်ရဲ့သခြင်းလေးတွေနောက်ပိုင်းမှာအရန်ကိုဘယ်နှပုတ်လောက်ဆရာခရစ်ဒီနောက်ပိုင်းမှာဆက်ဖြစ်လဲဘုရားစီစဉ်စေရရတယ်ဘယ်လောက်ရှိလဲတော့ဆရာနှပုတ်သုံးဖို့လို့ပါဆရာသုံးဖို့နော်အဲ့ဘယ်ကျွန်တော်မဆူအပ်သေးရရှိတယ် မဆိုးရသေးတာရှိတယ်ဆိုပြီးသားမပေါက်တာတွေလည်းရှိဆိုပြီးဒီမှာဆရာဆိုပြီးသားမပေါက်တဲ့ဟာကိုဆရာဆိုလိုက်ပေါက်တော့ကျွန်တော်ဆိုခွင့်ပေးလိုက်ဆရာကျွန်တော်ကျွန်တော်ဆိုဆိုခွင့်ပေးလိုက်ပေါက်ပါဆရာခရစ်ကျွန်တော်ကိုရေးထားပေးတဲ့ရှင်လေးတစ်ပုဒ်ရှိတယ်ယာဝေဆိုတဲ့ရှင်လေးအရန်ကောင်းပါတယ် ကျွန်တော်အရန်ကောင်းလို့ဗျာစောင့်နေလေဆရာစောင့်နေလေဆရာကျွန်တော်လည်းအရန်ကောင်းလို့တဲ့အခါမှာကျွန်တော်ကသိချာချာ arrangement နဲ့ဟုတ်ကောင်းနဲ့ကျွန်တော်ပြန်လုပ်နေလေဆရာအရန်ကောင်းနေခြင်းနေအရာစီထွက်တယ်ဗျာဆရာလှုပ်ဝှက်ချက်လေးပြောပြပါဦးဆရာဆရာခရစ်ကတင်းတို့ဟိုတခြင်းနေတာဆိုတာဗောနော်ဒီဒီဒီဆရာဒီအလုံးတခြင်းကိုတို့တွေဆိုနေမယ်အော်တကယ်တမ်းကျတော့ သူတို့အပြင်အရန်ကောင်းကြီးဖြစ်တယ်အရန်ကောင်းကြီးဖြစ်ပါတယ်လို့ဒီအတွက်ကြောင့်ဆက်ပြီးတော့မှစီစဉ်မှုဆက်ဆွတောင်းပေးပါအာမင်နိုင်ငံတကာမှာဖျားရှင်တာဝန်ချိပြဖို့နောက်ဆုံးပြန်အင်္ဂလိပ်အတချင်းတွေပါတာဝန်စီးထွက်လာဖို့နော် international နော်ဆရာခွာကပေးတဲ့ပေးနေပြီဆရာဆရာဆရာဆောင်ရဆောင်ရဆိုတော့ဆရာဘလို့စီးထွက်စီတဲ့အကြောင်းရင်းလေးပြောပြပါဦး နစ်ရလဲကျွန်တော်တသက်ခံတယ်လို့ပေါ့ကျွန်တော်တို့ကျွန်တော်ဘဝဟိုခက်ခဲပြီးတော့မှအမြဲတမ်းရုန်းကန်ရတဲ့ဘဝအခြေအနေပေါ့နော်ဘာလို့လဲကျွန်တော်လည်းအငယ်လေးကအဆူတော်ဖြစ်ခြင်းနဲ့ယောဂါရှိတယ်ပေါ့နော်ဆရာလိုဆရာမချစ်တော့လဲတရားဟောဆရာလွတ်လိုက်တော့ ျွန်တော်လည်းအဲ့လိုစိတ်ကူးရင်လည်းဒါပေမဲ့အာဖျားသခင်ကကျွန်တော်တို့အဆူတော်မဖြစ်ခင်ဒါပေမဲ့သူ့ရဲ့မျက်မှောက်တော်ထဲမှာဆွဲခေါ်တယ်ပေါ့နော်သူ့ကိုပဲချီးမွမ်းခြင်းအားဖြင့်ပဲသူ့ကိုချီးမွမ်းစေခြင်းနဲ့ဘုရားသခင်ဖြစ်တယ်အကြောင်းမို့ကျွန်တော်အဲ့လိုအဲ့ဒီရာဝင်ရွေးချယ်ရတဲ့ခွင့်ဘုရားသခင်ပေးပြင်ဆင်ပေးတဲ့အတွက်ဘုရားကိုကျွန်တော်ချီးမွမ်းပါတယ်လို့ဆိုတော့ကျွန်တော်မနေ့တည်းတည်းခံလို့ပဲကျွန်တော်စင်ကာပူသွားတဲ့အခါမှာ ကျွန်တော်ကပညာရေးချင်းလဲကောင်းကောင်းမတက်တဲ့ခါလဲဘွေးရတာလဲဆရာထံတောင်းနဲ့သွားတူနေတယ်ဆရာမြန်မာစာမြန်မာစာဘွေးကျွန်တော်တို့ဒီတစ်ခုတစ်ခုပြောချင်တာဒီလေးယောက်တကယ်တမ်းကျတော့ကျွန်တော်တို့ဆုံပြီးတော့လာတဲ့ခါမှာတကယ်တမ်းသက်သက်စီပေါ့နော်ဆရာဖေးတဲ့ခါမှာကျွန်တော်တို့ပြန်ပြန်ပြီးတော့စဉ်းစားတဲ့ခါမှာဒီ၃ယောက်ဆရာ၃ယောက်နဲ့ကျွန်တော်နဲ့နာမည်တူတယ်ဆရာ ဘာလို့ဆိုဆရာခိုင်ပြီးနဲ့ပြပြီးသားလေပြပြီးသားဆရာခွာပြီးလေပြီးပါတယ်ပြီးပါတယ်ဆရာငယ်လေးကျွန်တော်နဲ့နာမည်တူတယ်သူကတင်တင်ထွန်းအောင်ကျွန်တော်ကတင်စော်ဦးအာတင်ဒီလိုနော်ဒီလိုနော်ဒီတော့လို့လို့ဝင်ဝင်တော့တလုံးတော့ရတယ်ဆိုတာပြောချင်တယ်ဟုတ်တယ်ဟုတ်တယ် လုံးဝအရင်ခီးဆိုင်နေဆရာ hallelujah 4 in 1 4 in 1ဆရာတို့ပြော4 in 1ဖြစ်သွား wow 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 ခိုင်ကြရင်ဝိညာဉ်တော်အလုံးလို့တဲ့အရာအရင်ထူးဆန်းနေပါတော့ဆိုတော့ကျွန်တော်အဲ့လိုပဲခံယူပြီးတော့မှလာတာဖြစ်တယ်ဆိုတော့ခုနပြောသလိုကျွန်တော်စင်ကူရောက်တဲ့ခါကျွန်တော်အလုံးကလိုရတဲ့အရာဆရာကုံစိမ်ဆိုင်မှာကျွန်တော်လိုရတယ်ဆရာอืมကုံဟိုပါဗောအဟင်းတီးဟိရတီးရောင်းနေ ကျွန်တော်အလုပ်အရန်ပင်ပန်းနေကျွန်တော်မလုပ်တတ်ဘူးနေ့တိုင်းဆဲတယ်တတိယ၈နိုင်လောက်ဆို ရောက်လာပြီအကုန်လုံးပတ်ဆဲတယ်ဆရာဩတရုတ်လိုဆဲဩတရုတ်လိုမှာဟော့ကင်းလိုဆဲတယ်ဆရာဟော့ကင်းလိုဆဲဆရာနားလဲလားအစတော့နားမလဲအခုကတော့ရေးလဲနားလဲအဲ့လိုပါလေသူကကျွန်တော်တို့ကအစအစရောက်ချင်းဆိုတော့ကျွန်တော်တို့ကမသိမလုပ်တတ် မလုတ်တက်လေးဆဲလေးဆိုတော့ကျွန်တော်တို့ကကြောက်အမားလုတ်လေးဆဲလေးအဲ့လိုကျွန်တော်ဖြတ်တန်းရတယ်အဲ့လိုမှကျွန်တော်သုံးလနေတဲ့ခါမှာကျွန်တော်အလုတ်ကထုတ်ဖို့လည်းဖြစ်လာတယ်သူတို့ကမကြိုက်ဘူးတဲ့မင်းလုတ်တာအဆင်မပြေဘူးလုတ်ကလည်းကြမ်းသေးတယ်လစားလည်းအရင်ကောင်းတာမဟုတ်ဘူးကျွန်တော်လည်းမကြိုက်ဘူးထုတ်ချင်တယ်ဒါပေမဲ့ကျွန်တော်စူတောင်းပြီးတော့မှပြန်ပြောတယ်ပေါ့နော်ကျွန်တော်တော့ ဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒီလွန်ခဲ့တဲ့ session နှစ်လောက်ကကျွန်တော်ကသွားတဲ့ခါမှာကျွန်တော်အဖေရဲ့စူးစောင်းွေအားလုံးနဲ့သွားတာဖြစ်တဲ့အတွက်ကျွန်တော်အရင်မကြည်လို့မရဘူးဆိုတော့ကျွန်တော် ကျွန်တော်ကအသားအူးလေးဖြစ်တဲ့ခါကျတော့အကြီးဆုံးလေးဖြစ်တဲ့ခါကျတော့ကျွန်တော်ဖေကဝန်ထမ်းဖြစ်တယ်ဝန်ထမ်းတော့မှဟိုစစ်မှုထမ်းပေါ့နော်အရင်တော့အခုတော့အငြင်းစားယူသွားပါပြီလို့ကျွန်တော်တို့အရင်ထုတ်တက်စွာနဲ့နေရတဲ့ အချိန်တွေအများရှိတယ်။ဆိုတော့အဲ့ဒီသူ့ရဲ့စူဆောင်းငွေလေးတဲ့ကနေကျွန်တော်ပို့တာဖြစ်တဲ့အတွက်ကျွန်တော်ဓာကြီးကိုလုံးဝဆုံးရှုံးခံလို့မရဘူးဘောနော်။ကျွန်တော်အရင်တော့မကြည်သေးဘဲနဲ့ကျွန်တော်ပြန်ရတော့မဲ့အချိန်မှာဖြစ်ကျွန်တော်တတိယတောင်းပန်ပြီးတော့မှကျွန်တော်နေရတယ်။အဲ့ဒီအချိန်မှာဖျားသခင်ကကျွန်တော်အလုပ်ကိုတီချာလုပ်ရတယ်၊ကြိုးစားပြီးလုပ်ရတဲ့အခါမှာသူတို့နောက်ထပ်တစ်နှစ်ခွဲလောက်အချိန်မှာကျွန်တော်တတိသားကကျွန်တော်သဘောကျပြီးတော့မင်းဒီအရေးမလုံးနဲ့တော့ ငါရုံပေါ်မှာလာပြီးအလုပ်လုပ်ပါဆိုပြီးကျွန်တော်ခြိမြောက်တဲ့အရာဖြစ်တယ်။ဝါးဝါးတကယ်တမ်းပြန်တွေးကြည့်ရုံပေါ်မှာလှုပ်တယ်ဆိုတော့တေယုစကားတက်ရမယ်။ပြီးလို့ရှိရင်မင်္ဂလေးဆိုပို့မင်္ဂလေးပဲခန့်တာများတယ်။ကျွန်တော်တေယုစကားလည်းမရဘူး။မင်္ဂလေးလည်းမဟုတ်ဘူး။အဲ့လိုအချိန်တွေမှာ तू က သူ့ရဲ့အဖေကိုအတိုက်ခံလုပ်ပြီးကျွန်တော်ကိုခေါ်တာအဲ့လိုဖြစ်တယ်ဆိုတော့အဲ့လိုကျွန်တော်ရုံပေါ်မှာတနေ့ခွဲလောက်မှာကျွန်တော်စပြီးတော့မှရုံပေါ်မှာလှုပ်ရတယ်ဖြစ်ချင်တော့ကျွန်တော်လင်းအဲ့ကျွန်တော်တငယ်ချင်းရှိတယ်မြန်မာတငယ်ချင်းပဲအဲ့မလုံရင်လုံရင်နဲ့နောက်ပိုင်းမှာဟိုဟာပေါ့နော် ကျွန်တော်မနေ့ကမပြောမိတဲ့အရာရှိတယ်ကျွန်တော်စူးစမ်းပြီးလို့လည်းဘလုံးမှကျွန်တော်ကဘယ်လိုပြောမလဲလုံးဝ ဟိုခိုးခြင်းဖွက်ခြင်းလည်းမရှိဘူးဒါပေမဲ့တစ်ချိန်မှာမြန်မာတယောက်ပဲပေါ့နော်ကျွန်တော်တငယ်ချင်းပါပဲသူကမိသားစုတွေရောက်လာတဲ့ခါမှာအဆင်မပြေတဲ့ခါမှာပစ္စည်းလေးတွေပါနေနေသူယူမိတဲ့အချိန်တွေရှိရပေါ့အဲ့ဒါကိုမတင်ကားဘူးတတိယပစ္စည်းခက်ခနာပျောက်တဲ့ခါမှာကျွန်တော်ကဖြစ်ချင်တာကျွန်တော်က report အမြဲတမ်းသူ့ကိုစာရွက်ပေးရတယ်ဆိုတော့တတိယကျွန်တော်ကိုကျွန်တော်တို့နှစ်ယောက်ကိုမတင်ကားဘူးဖြစ်သွားမြန်မာတွေဖြစ်နေခါကျတော့ပစ္စည်းပျောက်တယ် စရင်တွေလည်းပျောက်မှဆိုတော့ကျွန်တော်နှစ်ယောက်အတူတူလှုပ်တယ်လို့သူကထင်နေတာပေါ့နော်ကျွန်တော်အဲ့ဒါကိုမသိဘူးသူကကျွန်တော်ကိုပဲအမြင်နဲ့ report တွေလုပ်ပေးခိုင်းတယ်ဒါပေမဲ့ကျွန်တော်ကမရိပ်မိဘူးမသိဘူးအမြင်တမ်းကျွန်တော်ကျွန်တော်လှုပ်ဆရာရှိတာလှုပ်ပြီးတော့ပေးတယ်ကျွန်တော်တငယ်ချင်းကလည်းအရင်တော့အတူနဲ့အဆင်ပြေတယ်မိသားစုမလာခင်တော့ကဒါပေမဲ့သူမိသားစုလာတဲ့အခါမှာအဆင်မပြေတော့ခါမှာသူညမှာသူလုံးလုံးပြီးတဲ့အရာရှိရပေါ့အဲ့မှာ စစ်စစ်ဒီပြန်နေတွေ့ပြီးတော့မှဖမ်းမိတယ်ပေါ့နော်အဲ့မှာကျွန်တော်ကိုလည်းသူကမတင်ကောင်းဆိုတော့အဲ့မှာသူတို့ရဲတွေပဲခေါ်ပြီးအဲ့လိုဖြစ်တဲ့ခါမှာနောက်ပိုင်းမှာကျွန်တော်မပါဘူးဆိုတော့သူတို့တီသွားတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီတဲရနေတော့ကျွန်တော်လွန်မြောက်အရာတွေအခွင့်လည်းဖျားခင်ပေးတယ်ပေါ့နော်ဖျားခင်ကုန်းတော်ချီးမွမ်းတယ်အဲ့အဲ့ကနေပြီးတော့ကျွန်တော်ယုံထွက်နိုင်တယ်အဲ့မှာကျွန်တော်ဆိုရင်အလုပ်ကအရင်တော့ဆိုရင်ကျွန်တော်12နာရီ17နာရီလိုရတယ်ဆရာလုပ်ပြီးလို့ရှိရင်ကျွန်တော်ဖျားเจ้าကိုရောက်အောင်သွားတယ် တခါလေးဘုရားကျောင်းမှာကျွန်တော်တို့အေးအေးမွားပဲနဲ့လဲဝါရှစ်တွေပါပြီးဥဆောင်ရတဲ့အခြေခြေရှိတယ်အစောကြီးမနက်9နာရီလေးပိုင်းသွားပြီးပစ္စည်းတွေပိုင်းထမ်းလှုပ်လှုပ်ရှားရှိရလှုပ်ပြီးမှညနေပြန်လာပြီဆိုလဲကျွန်တော်တို့ဟိုအရင်တော့ကျွန်တော်အဲ့အဲ့ကနေပြီးကျွန်တော်တခြားနေရာပြောင်းနေလုပ်ငန်းအတူတူပဲကားလေးပါပြီးမောင်းပြီးတော့ကျွန်တော်ပစ္စည်းပို့ရတဲ့အချိန်ရှိတယ်ပစ္စည်းထုတ်ရတဲ့အချိန်ရှိတယ်တနင်္ဂနွေနေ့ပြန်သွားပြီးဆိုတနင်္ဂနွေနေ့ကနေကျွန်တော်နေ့လေပြန်လာပြီးဆိုရင် ဝါရှစ်တွေပါအုပ်ဆောင်ပြီးဆိုရင်ကျွန်တော်ပင်ပန်းနေပြီအဲ့မဲ့အလုတ်ပြန်ပြန်ဝင်ရတယ်အဲ့လိုကြီးဖြတ်တန်းရတယ်ဗောနော်အဲ့ချိန်မှာလည်းဘုရားသခင်ကကောင်းမြတ်တယ်ဒါပေမဲ့ကျွန်တော်အမြဲတမ်းဘုရားကိုတော့တခုရှိတာကျွန်တော်ရောက်ရမယ့်နေရာကိုမရောက်စီတာကတော့ကျွန်တော်ရဲ့မာနဖြစ်တယ်ဆိုတော့ကျွန်တော်နားလေဘာလို့ဆိုကျွန်တော်ကျွန်တော်သချင်းဆိုတတ်တယ်သချင်းဆိုတတ်တယ်ဒါပေမဲ့ကျွန်တော် တချို့ worship leader တွေအာဒီတယောက်ကတော့ဒီတယောက်လောက်ကတော့ငါငါလက်ဆုံနိုင်ပါတယ်ငါလက်ရေးနိုင်ပါတယ်ဆိုရက်မာနကကျွန်တော်မှာအမြဲတမ်းရှိနေအဲ့ဒီမာနကိုကျွန်တော် မဖြတ်နိုင်ဘူးဖြစ်နေအောင်မဖြောက်ဖြစ်နိုင်အောင်အဲ့မှာကျွန်တော်ဆရာကင်းပေါင်နဲ့တွေ့တဲ့ခါမှာကျွန်တော်ဆရာကင်းပေါင်ကိုကျွန်တော်ပြောတယ်ဆရာကျွန်တော်ကကျွန်တော်ကတော့ ရည်လည်ရည်နိုင်တယ်စုလည်းစုနိုင်တယ်ဒါပေမဲ့ကျွန်တော်မှာမာနရှိတယ်နော်ဘာလို့လဲအဲ့ဒီမာနကိုကျွန်တော်မဖြစ်နိုင်ဘူးမလုံနိုင်ဘူးဆိုတော့ဆရာဆူတောင်းပေးမယ်အဲ့ဒီဟာကိုဆရာကင်းပေါ်တဲ့တွေ့ရခါမှာကျွန်တော်နှလုံးသားဘာလို့အကြီးသူ့ရှီအများကြီးတင်ရတယ်ဆရာသူ့နှလုံးသားအယမ်းဖြူတယ်သူ့ချီသွားလို့ရှိရင် तू ကတခြားလူတွေမကောင်းကြောင်းမပြောအတင်းသားတွေမကောင်းကြောင်းလည်းတခုမှမပြောဘူး သူတို့လောက်သိတာအတင်းသားတွေအကြောင်းသူတို့သိတာဗောနော information တွေအများနဲ့ရတယ်ဒါပေမဲ့လုံးဝမပြောသူချီသွားလို့ရှိရင်တချင်းအကြောင်းတွေပြောတယ် worship အကြောင်းတွေပဲပြောတယ်ချီးမွမ်းခြင်းအကြောင်းတွေပဲပြောတယ်ကျွန်တော်တင်ယူလိုက်တဲ့အရာအော်ဒါပါလားသူရှိရတင်ရတဲ့အရာတခုမေးချင်တာတချို့လူတွေကကိုယ့်ရဲ့အာနေချက်တောင်ကိုမသိတာမျိုးရှိတယ်ဒါပေမဲ့ဆရာတော့သိနေတယ်ဟုတ်သိတယ်ဆိုတာက ငါမာနကြီးနေတယ်ဆိုတာတည်တယ်ဟုတ်တယ်ဆင်ဘယ်လိုတည်တာလဲကျွန်တော်အမြဲတမ်းတည်အမြဲတမ်းကိုယ့်အောင်လို့ကိုယ်တည်အထဲထဲမှာဟိုမနာလိုစိတ်ကအမြဲတမ်းထွက်ထွက်လာဩဒီဘောရှိမာနမာနရှိခြင်းမနာလိုခြင်းဖြစ်စီတယ်နော်ဟုတ်တယ်ဩမနာလိုစိတ်ကမာနဖြစ်စီတယ်ဩဖះကကျွန်တော်ကိုချီးမြှောက်မယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့အဲ့ level ကိုမရောက်နိုင်ဘူးဆိုတာကျွန်တော်ရဲ့မာနဖြစ်နေတာဝါဒီ ဒီဒီဆရာတွေလာလဲဆိုရဲဆရာထံတော်လို့ပါလို့ဆိုရဲဆိုရဲဒါမှခုံကဆရာထံတော်ဆိုရင်တကယ်တမ်းကျွန်တော်တို့အတူရရဆရာပဲဒါပေမဲ့သူဆိုတဲ့ပုံစံတွေဆိုကီးဟိုပါပေါ့နော်တုံးနေပါမမှန်တဲ့အရာတွေကျွန်တော်တို့နားထဲမှာစွဲတယ်ပေါ့သိတယ်ဒါပေမဲ့ဖះချီမြောက်တယ်အာဒီဆရာလောက်ကတော့ငါလို့ရဆိုနိုင်တယ်ဆိုရဲစိတ်ထဲမှာအမြဲတမ်းဖြစ်တယ်လာတော့ကြောဆရာထံတော်တော့မသိဘူးပေါ့နော် ဝေါဒါကြီးကမိုက်တယ်ဗျာကျွန်တော်တို့အဲ့လိုမျိုးဒါကြီးကဒီလိုထွက်လာဖို့ဆိုတာဆိုတတ်တဲ့လူတွေကအဲ့လိုဝေဖန်ကြတယ်အဲ့လိုဝေဖန်ပြီးတော့ပြောနေတဲ့လူတွေအများကြီးရှိမယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့ဒါကကျွန်တော်တို့ရဲ့မာနဖြစ်ပြီးတော့ဖျားပို့စီခြင်းတဲ့အနေအားကိုမြင်မြင်မရောက် level မရောက်မရောက်နိုင်တဲ့အရာကကျွန်တော်ရဲ့မာနဖြစ်တယ်ဝါအဲ့ဒီမာနကိုကျွန်တော်ဆရာရှိမှာဝင်းချတောင်းပန်တယ်ပြောထုတ်လိုက်တယ်ကျွန်တော်ဆရာကို ကျွန်တော်ရှီကကျွန်တော်မှာတော့အဲ့ဒီမာနာရှိရဲ့ဆရာဆိုတော့ဆရာတော့ဆူတောင်းပေးတယ်ဟိုလူရိုးပဲဒါပေမဲ့ကျွန်တော်ကဝင်ခံလိုက်တာ ပြောထုတ်လိုက်တာอืมအဲ့ဒီမှာဘုရားသခင်ကကျွန်တော်ရဲ့ဟိုပြောင်းလဲစီတာဗောနော်ပြောင်းလဲစီပြီးတော့မှဘုရားကကျွန်တော်ကောင်းကြီးပေးလို့ရတဲ့တခြင်းတွေကိုပြီးဆပြီးတော့မှပြီးလာတာဖြစ်တယ်အဲ့ဒီတော့ဘိုင်ခင်လည်းရေးတာအများကြီးပဲအများကြီးပဲရှိရဲ့ဆရာဒါပေမဲ့ဟိုမျိုးထီထွေးတဲ့တခြင်းတိတ်မရှိဘူး အဲ့အနေဖြာပြီးဂျေဇုတော်လောက်ပေဤဒီပိုင်းစားထွက်လာတယ်ဂျေဇုတော်လောက်ပေဤရန်စားထွက်လာတာဝါဝါဝါလက်ခုပ်တင်ပြအောင်လက်ခုပ်တင်ပြအောင်လူတွေစီရောက်လာတဲ့လူတွေနှလုံးသားတွေရောက်သွားဖို့ဘုရားအရင်တော့ကိုယ်နှလုံးသားအရင်ပြောင်းတယ်ဟုတ်တယ်ဝါကျွန်တော်နှလုံးသားကိုဘုရားကပြောင်းလဲတာကတော်တော်ကြာသွားတယ်ပေါ့နော်ဆရာကျွန်တော်ကြာတယ်ဆိုတော့ကျွန်တော်အသက်အခု40ကျော်လောက်ဖြစ်လာတဲ့အချိန်ထိပြောင်းလဲရတဲ့အဖြစ်ဘုရားခင်ဟို ်ဆိုပြင်လူငယ်တွေကိုကျွန်တော်အားပေးချင်တာကိုရောက်စီရောက်ချင်တဲ့ပန်းတိုင်းကိုရောက်ဖို့ရန်အတွက်ကျွန်တော်တို့တလို့ရင်းမာနာကိုအရင်ဆုံးချော့ဟိုဘယ်လိုပြောမလဲဖယ်ရှားရမယ်အဲ့ဒါမှပဲကျွန်တော်တို့ကိုရောပို့စီချင်တဲ့နေရာကိုအမြန်ဆုံးနည်းနဲ့ရောက်ရမယ်ဆိုတော့ကျွန်တော်တတိခံချင်တယ်ပေါ့နော်ကျွန်တော်ဘွားနဲ့ဟိုသင်ကန်းစားပေါ့လေဝါကျေးဇူးတော်လောက်ပိန်ဆွဲတခြင်းอ่ะ ကျွန်တော်တို့တစ်ချက်နားထောင်လာနဲ့ကျောဆိုတခါပဲပထမဆုံးတစ်ချက်နားထောင်လာအထီးနေဗျာရင်းလက်ထီးတယ်သူတို့သူဆန်းတယ်လို့ဒီချင်းအားလို့ထီးတယ်ကျွန်တော်အရန်ထီးရလေဒါနဲ့ဘသူမှမသိဘူးဒါပေမဲ့ဆရာကင်းပောင်အတင်းတော်အမြဲတမ်းသွားသွားနာလေဆရာကင်းပောင်အတင်းတော်မှာဆရာခရစ်ကလည်းအမြဲတမ်းဥဆောင်ဒါပေမဲ့ကျွန်တော်မသိဘူး မောင်ရိတ်ခိုးတယ်လို့ဖြစ်နေအောင်ပတ်ကြီးလေးဒီလားမို့လေဒီလားအမြဲတမ်းကျွန်တော်မြင်တတ်တယ်ဗျာဘယ်နေရာတော်တော်ဒါပေမဲ့ဆရာခရစ်ဆိုကျွန်တော်မြင်ဦးမမြင်လားမမြင်ဘူးမစင်မော်ရီပါဆိုကျွန်တော်မြင်တတ်ကြည့်ရမှာမမြင်ဘူးဆရာခရစ်ဆိုလည်းစုံနေမှာပဲကျွန်တော်လာတဲ့ပတ်တယ်ဆိုစုံလာတစ်ခါလေးဥဆောင်လာပါတယ်တစ်ခါလေးဥဆောင်ဒါပေမဲ့ကျွန်တော်မမြင်ဘူးဗျာမရှင်းရှင်းမြင်သွားတဲ့အရာတခုကအဲ့ကျေးဇူးတော်လောက်ပဲဆိုလို့ချင်းဘာတူလဲလို့ပြောတဲ့အခါမှာ ရှက်ကင်းပေါ်တကယ်တကယ်အရန်ဖြူလဲဆိုမှန်တယ်တိတ်ချစ်စရာကောင်းတယ်ဒီဒီကိုရအာဒီနနောက်တော့ပြန်ကြားလို့နောက်မှာပြောဒီတော့ရှက်ကင်းပေါ်ဝန်ခံချင်းဆိုအရန်ရေးကြည့်တယ်ဘာညာနဲ့ပြောတော့နော် ဆရာကင်ပေါင်းတို့ဆိုလည်းဘာဖြစ်ဆရာထန်တောင်စီမှာ sorry ဆရာမုံတောင်စီမှာဝန်ခံနေဆရာငယ်ဆိုလည်းဆရာဂျင်းမီစီမှာအများကြီးဝန်ခံနေကောင်းကြီးရှိတယ်ပြောလိုက်ပါတဲ့ဟို၃ရောက်တဲ့ပြဿနာဖြစ်တာဒီ၃ရောက်ကျွန်တော်မဝန်ခံဘူးဆိုတာပြောအခုဒီဒီ၃ရောက်ကငါမဝန်ခံဘူးဆိုတာပြောပြလိုက်တရီးရစီတောင်းပေးပါဒီဆရာ၃ရောက် ဒီလေးရောက်ပေါ့နော်အဆရာတော်စင်ကူမနေရဆိုဒီ၃ရောက်ကကျွန်တော်တို့ Monday အ Tuesday မှာကျွန်စင်ကူသွားမှာဖြစ်တယ်စင်ကူမဝန်ခံတဲ့ဆရာစင်မှာတော်တော်ဝန်ခံရအောင်မဖြစ်တယ်ဒါပါဒါပေမဲ့ဒီလာမယ့်ပတ်မှာဒီဆရာ၃ယောက်ကစင်ကာပူ focus ပေါ်မှာတာဝန်အဥဆောင်ပေါ်မှာဖြစ်တယ်တို့ကြောင့်စင်ကာပူမှာရှိတဲ့ညီကိုမောင်မားတွေအားလုံးမပြတ်မကွက်သွားပါခံယူပါအင်မတန်ကောင်းကြီးဖြစ်မယ်ဆိုတာကျွန်တော်ပြောပြချင်တယ် ဆိုတော့ဆရာရဲ့ live ကဆက်ကြောင်းပြန်ကြည့်ရဲဂျေဇုတော့လောက်ပြီဆိုတဲ့အရာလေးอ่ะကျွန်တော်တတ်တော်ရန်ထီတွေ့ဒီသချင်းဘသူလဲกว่าတိလာမသိအရေးကြီးอ่ะလေဘသူလဲกว่าလို့ပြောရပြီဆိုဖခင်လှုပ်လှုပ်နေပြီတဲ့မလားဖခင်လှုပ်လှုပ်နေပြီလူတယောက်က hello battery လက်တော်တော့လည်းမဟုတ်ပါဘူးเนาะမဟုတ်ပါဘူးเนาะဒါ battery ရှင်းနေတာနော် ။ဆမ်မီယာနည်းနည်းပညာပြားလာမယ်ရှာ။ဆိုတော့အာအရန်ကောင်းကြီးဖြစ်တယ်။ဘသူလဲ။နော်။ဘသူလဲ။ရှောလူကဒါဝိကိုပြောလို့ပေါ့။ဒီကောင်လေးကဘယ်ရလဲ။ဘသူလဲ။ရေရှဲတာ။ဆိုတော့ဘသူလဲဆိုတဲ့လူတွေဘသူလဲဆိုဖြစ်သွားတော့တဲ့အထိ။အာဖြစ်လာပြီဆိုဖရာလွတ်လွတ်တာဖြစ်တယ်။ဆိုတော့ကျွန်တော်ရန်ဝန်တာတဲ့ကူကဆရာခရစ်ကိုကျွန်တော်အစင်မခေါ်ပြီးတော့မှ ်ဂျေစုတော်ဂျေစုတော်လောက်ပေကြီးဆိုတဲ့အာသူဟာသူဖြစ်ပါတယ်ရေးဆက်တယ်သူဖြစ်ပါတယ်လို့ပြောနေမှာဆရာခရစ်ပါပြောဆိုကျွန်တော်အချိန်ရောက်လာပြီဟုတ်ပါတယ်လာနောက်ပိုင်းမှာစီးထွက်မဲ့တခြင်းတွေအားလုံးကတကယ်ပဲမြောက်မြတ်စွာသူတွေကကောင်းကြီးဖြစ်စေမှာဖြစ်တယ်အာမင်အခုလည်းဒီတစ်ခေါက်ဖြစ်စေတာလည်းပဲကျွန်တော်ကဒီ homecoming ကျွန်တော်သွားဖို့ပြောထားလေ Homecoming，这些老朋友，阿龙阿雷，你知不？这些老友们，这些老马被 ISIS 搞偏了，我怎么偏到这个上来了？这些老朋友知道不？偏这些事，家里没意思的，偏那些事，我们偏过的 Homecoming 老马偏了，所以老了，所以我们多说几句，你知不？下面这个 Homecoming 的机内，这些传统社会的事情，老想偏到 Jesus 身上，哪方面呢？就比方说，现在有个 Thomas，Thomas 我们讲偏的，Thomas 耶。 ဒါဘသူရေးလဲกว่าလို့ထန်ဆရာထန်တောင်ရဲ့ flow တော့နည်းနည်းတူနေกว่าလို့ဘာလဲမသိဘူးဆရာထန်တောင်မဟုတ်ဘူးတဲ့ဆရာထန်တောင်မဟုတ်တော့ change တယ်ရှာရှာရှာလို့ရှာခိုင်းတဲ့အခါမှာဆရာခရစ်ရဲ့တရှင်ဖြစ်နေတယ်လှုပ်ဆောင်ပေးတော့ယေရှုတော်ဒီတခြင်းနေဘယ်လိုထွက်လာလဲဆရာဒီလှုပ်ဆောင်ပေးတဲ့ယေရှုတော်ဘယ်လိုဖြစ်လာလဲခုနကျွန်တော်သတိခံတယ်လို့ပြောလေကျွန်တော်အဲ့လိုအဲ့လိုနဲ့ဟိုခက်ခဲတဲ့အရာတွေဖြတ်တန်းပြီးတော့ ကျွန်တော်အလုပ်တွေပိုင်းပြောင်းပြီးတော့အဲ့လိုကျွန်တော်တို့အိမ်တော်တွေကျလာတယ်ကျလာတဲ့ခါမှာဒီအိမ်တော်ကျစင်ကာပူမှာတော့ကျွန်တော်အိမ်တော်ကျတဲ့အထိပြဿနာမရှိဘူးမလင်းများနေရော AC နေလို့ရတယ် bus ကျွန်တော်ဇနီးလဲ bus ရှိတယ်ဆိုရင်အဆင်ပြေကျွန်တော်တို့ကဟိုဟိုဟာစင်ကာပူမှာ PR လည်းမရသေးဘူးဆရာ PR လည်းမရသေးဘူး single citizen လည်းမဖြစ်တဲ့ခါမှာကျွန်တော် work work permit ပေါ့နော် work permit နဲ့နေရတဲ့ခါမှာကျွန်တော်အဲ့လိုမျိုးဖြစ်လာတဲ့ခါမှာ ျွန်တော်တို့ကလေးတွေရလာတယ်ကလေးတယောက်ရလာတယ်နောက်ထပ်တယောက်အခုနှစ်ယောက်ရှိပြီပေါ့နော်အဲ့လိုနှစ်ယောက်ရှိတဲ့ခါမှာမိသားစု အတူတကွနေဖို့ရန်အတွက်လုံးဝမဖြစ်နိုင်တဲ့အခြေအနေဖြစ်လာတယ်ဆိုတော့ဘာလို့လဲဆိုတော့စင်ကာပူမှာကြတော့ကျွန်တော်တို့ဒီမိသားစုအဲ့လိုမျိုးကလေးတွေနေဖို့ရန်အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့သူတို့ရဲ့ requirement တွေအရင်များပါဘောနော်သူတို့လိုအောင်မဲ့အရာတွေဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဝင်ငွေ income တွေကဘယ်လောက်ရှိရမလဲသူတို့တတ်မှတ်ချက်တွေအရင်များတယ် ရဲများတဲ့ခါကျွန်တော်ရဲ့အရေးချင်းနဲ့ကျွန်တော်ရဲ့လုံနိုင်ဆွမ်းနဲ့ဆိုရင်ဘလို့မှမဖြစ်နိုင်ဘလို့မှလည်းရစရာအကြောင်းလည်းမရှိဘူးဆရာဘလို့မှလည်းဖြစ်မဖြစ်နိုင်ဘူးအဲ့မဲ့အဲ့လိုအဲ့လိုနဲ့ကျွန်တော်တို့ဖျက်ဆီးရတယ်ကျွန်တော်အမျိုးသမီးဆိုရင်မြန်မာပြည်ပြန်ပြီးကလေးတွေနဲ့ပြန်သွားပြီးတော့မှနေလိုက်တနည်းလောက်ကြာပြီးတော့မှအဲ့လိုဆောင်းပြီးတော့မှအဲ့မဲ့ဆောင်းရင်းနဲ့ကျွန်တော်တို့နေရတဲ့အချိန်တွေလည်းရှိအဲ့လိုနဲ့စဉ်းစားပြီးတော့တစ်ချိန်မှကျွန်တော်ဆူတောင်းဆူတောင်းရင်းနဲ့ ဘုရားသခင်ကကျွန်တော်တို့အတူတကွနေဖို့ရန်အတွက်ဘုရားသခင်ကဟိုပတ်စ်တီလည်းပြင်ဆင်ပေးလာတယ်ပေါ့နော်အဲ့လိုစဉ်းစားရတဲ့အဲ့လိုညီထိုင်ခွင့်တွေဘုရားသခင်ပြင်ဆင်ပေးတဲ့အခါမှာကျွန်တော်ခြေစွပ်ကိုချီးမွမ်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပြန်စဉ်းစားတဲ့အခါမှာကျွန်တော်ရဲ့ life တွေကိုပြန်စဉ်းစားတဲ့အခါမှာကျွန်တော်ခုနကပြောလိုက်တဲ့ကျွန်တော်ရဲ့အရေးချင်းဆိုရင်ကျွန်တော်ကအခုချိန်ထိကျွန်တော်ကားမောင်းနေရမယ်ပစ္စည်းပို့နေရမယ်ကျွန်တော်ရဲ့ဝင်ငွေအင်ခန်းနဲ့ဆိုဘာမှဖြစ်မလဲအဲ့မဲ့ဘုရားသခင်ကလှုပ်ဆောင်ပေးတဲ့အခါမှာ ကျွန်တော်ဒီလောက်ထိမိသားစုနဲ့အတူတကွစင်ကာပူမှာနေထိုင်ခွင့်ရတယ်ဆိုတာကျွန်တော်ခြေစွတ်တော်ချီးမွမ်းရင်းနဲ့ရရှိလာတဲ့အဲတချင်လေးဖြစ်တယ်ဆိုတော့ဘုရားသခင်ကကျွန်တော်စကားပြောတယ်ဘုရားသခင်ကအခါလေးဆရာခွာပြီးပြောတယ်လို့အခါလေးစကားပြောလို့ချင်းဟိုဟိုဗမာလိုမပြောတော့သူအင်္ဂလိပ်လိုလေးပြောလာတယ်အဲ့လိုအဲ့လိုနော်အဲ့လိုတော့ဘုရားသခင်ကဟိုငါလှုပ်လှုပ်ပေးနေတယ်မင်းတို့ငါလှုပ်လှုပ်ပေးနေတယ်ဆိုပြီးတော့ကျွန်တော်စကားပြောတယ် အဲ့ဒီအချိန်မှာကျွန်တော်တို့ကလေးထွက်ကျွန်တော်တို့ကြည်ပွေးဖို့ရန်အတွက်ကလေးဟိုကောင်မလေးတယောက်ပေါ့နော်ခေါ်ရတဲ့အချိန်လေးလဲကြုံလာတဲ့ခါမှာအရန်အရန်ခတ်တယ်အရန်ခတ်တယ်နှစ်လသုံးလလောက်ကျွန်တော်ထိုင်းလည်းမရဘူးအဲ့လိုမျိုးကျွန်တော်တို့တငယ်ချင်းတွေအကူအညီတောင်းပြီးတော့မှအဲ့ကလေးလေးကိုထိန်းပေးဖို့ကျွန်တော်လိုက်ရှာရတဲ့အရာလေးလဲအများကြီးကြုံရတဲ့ခါမှာကျွန်တော်တို့အတွက်အရန်ခက်ခဲတဲ့အရာတွေဖြစ်လာတဲ့ခါမှာဒါပေမဲ့ဖျားသခင်ကပြောတယ်ငါလှုပ်လှုပ်ပေးနေတယ်ငါလှုပ်လှုပ်ပေးနေတယ်ဆို ျွန်တော်နှလာကြတဲ့ခါမှာအဲ့ဒီအရာတွေလည်းပြင်ဆင်ပေးလာတယ်ပေါ့နော်အဲ့ဒီတွေ့ဖျားသခင်အကုန်လုံးချီးမွမ်းပါတယ်လို့အဲ့ဒီရှင်လေးရအဲ့လိုအဲ့လိုမျိုးတကယ်တော့ကျွန်တော်ဘာမှကျွန်တော်တက်ဆွမ်းနိုင်ခြင်းမရှိဘူးလုံနိုင်ဆွမ်းလည်းမရှိဘူးအရေးချင်းလည်းမရှိဘူးဒါပေမဲ့ယေရှုဂျေဇုတော်ကြောင့်တသက်ကြောင့်ကျွန်တော်ရရှိတဲ့အရာလေးဖြစ်ပါတယ်ဆိုရယ်တန်ဆင်ကဘယ်လိုထွက်လာလဲရှာအဲ့တန်ဆင်ကတော့ကျွန်တော်ရိုးရိုး cross ကိုတော့အရင်စဉ်းစားမိတယ်ပေါ့နော်ကျွန်တော် ျွန်တော်ကောင်းလို့ချစ်တာမဟုတ်မှန်းတကယ်တမ်းကျွန်တော်သရှင်အရင်ရေးတက်တာလည်းမဟုတ်ဘူးဒါပေမဲ့လို့ဘုရားဝိညာဉ်တော်ကတိုက်ရိုက်တိုက်ရိုက်အဲ့လိုပြီးတဲ့ဟာပြီးတာများတယ်ပေါ့နော်ဟိုအရင်ကြီးကျွန်တော်သရှင်ရေးတဲ့တစ်ထဲမှာတော့မပါဘူးအဲ့လိုကျွန်တော်အဲ့လိုလေးဒီမဟုတ်မှန်းအဲ့ဒီဟာလေးကိုကျွန်တော်တကယ်တမ်းကျွန်တော်အဲ့ဒီ notes တွေကိုအရင်သိလို့လည်းမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်ချောအောင်ဆိုပြီးကျွန်တော် ဖရာကျောင်းကကျွန်တော်ရဲ့ဂီတာသမားဂျုံမန်ပြီးနေကျွန်တော်နည်းနည်းတိုင်ပင်ပြီးတော့မှသူက arrange နည်းနည်းပြန်လုပ်ပြီးတယ်ကီးတွေပြန်ထည့်ပြီးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ arrangement တွေပြန်လုပ်ပြီးတော့မှကျွန်တော်အခုညတောင်းပြီးတော့လုပ်ပြရတဲ့အချင်းလေးပေါ့နော်အများကြီးကောင်းကြီးဖြစ်ပါတယ်အမေအမေဒါကြောင့်ဆရာဆရာနဲ့ကျွန်တော်တို့ကျေးဇူးတော်လောက်ပြီဆိုတော့ရှင်လေးကိုကျွန်တော်တို့ပြန်ပြီးတော့မှခွန်အားယူကြရအောင်လို့ဆိုနော်ကျေးဇူးတော်လောက်ပြီဆိုတော့ရှင်လေးနော် F နဲ့တင်ထားလိုက်ဆရာအာ E E 忙中间，看看一片风景，这浓夜比那阿别的西都也秀。昂爱的吹呐，为你 dream 啊，这个飘的，古罗西郊。 မောကအဝေးထွက်သွားပြီလားအတွင်နေမိပါတယ်မေကွန်ထုံးပြီလေဘယ်တော့မှဆိုတော့ ဆုံးနိုင်မှုအကောင်းမြတ်ဆုံးမှာအကြီးမြတ်ဆုံးမှာသာရွေးကောင်းတဲ့အကျံစီနဲ့ပို့ဆောင်တဲ့ ော်ရှိကြดาเรพิมลาสุดาวดาเรเจจาตะเคียนเมากกาอวิถวนทวาบีลาอดรีนิมีบาเรเจจิ gon to mi le pero ma solo ma ci si bu Jesus lo ci no tre da be Jesus lo ci tre lo ma so kai Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn

đâu mà sâu này cao như sâu bà chỉ nghe sâu bà ta chưa cao để chân gì để phố sao để khi chỉ dù đó chân nhau để ta duyên 少年。